ရုပ်ရှင်တကားကိုတင်းတထောင်ယူနေသူကတကားရင်းနဲ့အကယ်ဒမီရရှိထားတဲ့မင်းသားဖြစ်ကြောင်းထုတ်ပြောလာခဲ့တဲ့ဒရိုက်တာပြည်ဟင်းတီဟာပရိသတ်များရှင့်ဒရိုက်တာပြည်ဟင်းတီဟာကတော့အမှုပညာလောကမှာခေစိတ်တွင်းကျခြင်းလည်းခဲ့ပြီးတဲ့နောက်မှာနိုင်ငံသားမှပြောင်းလဲနေထိုင်တာပါနိုင်ငံသားမှတခြားလူကိုလုံနေတာဖြစ်ပြီးဇက်ကားရိုက်တာရင်းနဲ့အကုန်ရက်ထားတာပါဒါအပြင်ဒရိုက်တာ ပြည်ဟင်းတီဟာကကြုံရင်ကြုံသလိုအမှုပညာရှင်တွေရဲ့အကြောင်းကိုအောက်ဖဲလံကပြောလို့နေတာပါ ပြီးခဲ့တဲ့ရက်ကလည်းဒရိုက်တာပြည်ဟင်းတီဟိုင်းရဲ့စကားကြောင့်အေးချမ်းမောင်ကရုပ်ရှင်စကားကြီးတကားရိုက်ရင်တိတ်တထောင်ယူရဲဆိုပြီးနာမည်ကြီးသွားခဲ့ပါတယ်။အကယ်ဒမီတစုသားရထားတဲ့အေးချမ်းမောင်လုံးမင်းသားကရုပ်ရှင်တကားရိုက်ရင်တိတ်တထောင်ရတဲ့ဆိုတာကြောင့်တော်တော်များများကအံ့ဩသင့်လို့နေတာပါ။ပွဲစုသွားတဲ့အတွက်အေးချမ်းမောင်ကိုယ်တိုင်ကလည်းရုပ်ရှင်ကားကြီးတကားကိုတိတ်တထောင်မယူရပါဘူးဆိုပြီးဖြေရှင်းလာခဲ့တာဖြစ်ပါတယ်။အေးချမ်းမောင်ဘက်ကအတီလင်းပြောလာတဲ့အတွက်ဒရိုက်တာပြည်ဟင်းတီဟာကလည်းသူပြောတဲ့သူကအေးချမ်းမောင်မဟုတ်ပါဘူးဆိုပြီးပြန်ပြောလာခဲ့တာပါ။ ။ဒါအပြင်တိန်တထောင်ရရှိနေတဲ့မင်းသားနာမည်ကိုလည်းအတိအကျထုတ်ပြောလာခဲ့တာပါ။တကယ်တမ်းမှာတော့ရုပ်ရှင်ဇာတ်ကားကြီးတကားကိုတိန်တထောင်ရနေတဲ့သူကနေဝင်းလို့ဒရိုက်တာပြည်ဟင်းတီကထုတ်ပြောလာခဲ့တာပါ။အစပိုင်းမှာတုန်းကဒရိုက်တာပြည်ဟင်းတီဟာကနာမည်အတိအကျကိုထုတ်မပြောခဲ့ပါဘူး။ဒါပေမဲ့လည်းအေဂျင့်မောင်လို့အထင်လေးကမျက်နှာပြက်စရာတွေဖြစ်သွားတဲ့အတွက်အမှန်တကယ်ရုပ်ရှင်တကားကိုတိန်တထောင်ရှူနေသူကိုထုတ်ပြောလိုက်တာပါ။လက်ရှိအမှုပညာဈေးကွက်မှာနေဝင်းကရုပ်ရှင်ကားကြီးတကားကိုတိန်တထောင်ယူကားရိုက် က်ကူးနေတာဖြစ်တယ်လို့ဒရိုက်တာပြည်ဟင်းတီဟာကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတကားကိုတိန်းတထောင်အမှုပညာချင်းယူရင်းဆိုရင်ပမာဏကအနည်းတဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။များပြားတဲ့ပမာဏဖြစ်တာမို့ကြားရတဲ့သူတိုင်းအတွက်တော့ဟာကနေဟင်ကနေဖြစ်စေတာပါ။ဒါအပြင်နေဝင်ကအမှုပညာလောကမှာရပ်တည်နေတာမကြသေးတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ထိတ်တန်မင်းသားတချို့အနားယူနေတဲ့အချိန်မှာဇာတ်ကားတွေဝင်ရိုက်ပြီးကျော်ဟင်းရဲ့လေတံသရုပ်စာပုံလေးနဲ့တူရင်းဆိုပြီးပေါက်သွားခဲ့တာပါ။ဒါကြောင့်မလို့လေနေဝင်ကပထမဆုံးပါဝင်သရုပ်စာနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့တင်အကယ်ဒမီစုကိုပါတင်ပိုက်နိုင်ခဲ့တာပါ။ နေဝင် ရုပ်ရှင်ရိုက်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဆိုရင်ရုံတင်ဝင်ငွေကလည်းကောင်းလာမို့ထုတ်လုပ်ရေးတွေကအပြိုင်ဆိုင်ကိုငှားကြတာပါဒရိုက်တာပြီးဟိန်တီဟာကတော့နံမတက်ပြီးပြောပိုင်ခွင့်မရှိတဲ့သူမဟုတ်တာမို့နေဝင်ဆိုပြီးအတီးကြကိုထုတ်ပြောလာခဲ့တာပါနေဝင်ကမင်းသားရီထဲမှာဆိုရင်ကန်နေဆန်းအမှန်တကယ်ကောင်းသူတယောက်ဆိုလည်းမမားပါဘူးတကားတဲ့နဲ့ထားပေါဖို့ဆိုတာအမှန်တကယ်မှာတော့မလွယ်ကူလာပါဘူးကန်ကလည်းမြင်တယ်လို့ဆန်းကလည်းတနေချိန်မို့ရုပ်ရှင်တကားတဲ့နဲ့ပေါက်ပြီးမင်းသားချက်ချင်းဖြစ်ခဲ့တာပါအခုလက်ရှိမှာလည်းနေဝင်ကရုပ်ရှင် င်ကားကြီးတွေကိုနားစိမ်မထားဘဲတောက်လျှောက်ကိုရှိုက်နေတာပါ။ဒါကြောင့်မလို့လေဒုတိယမြင်းမြတ်လူတော်တင်စားနေပါပြီ။မြင်းမြတ်လူပေါ်ကမင်းသားလူတွေတချို့ကတင်စားခေါ်ဝေါ်နေတာပါ။ရုပ်ရှင်တကားကိုတိန်တထောင်ယူတဲ့သူဟာတကားရင်းနဲ့အကယ်ဒမီရရှိထားတဲ့မင်းသားဖြစ်ကြောင်းထုတ်ပြောလာခဲ့တယ်။ဒရိုက်တာပြင်းဟင်းတီဟာပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။